မျိုးသမီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းဒီမှာမှရဖို့ရှိနေပါတယ်အတိတ်ကံကိုအကြောင်းပြုပြီးတော့လည်းပဲငွေအစုလိုက်အပေါင်းလိုက်တွေဝန်လာတက်တဲ့နမိတ်ပဲဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့မတရားကောင်း မတရားညှက်တော့တယ်ပါတယ်အဲ့တော့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့အစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိပါတယ်အဲ့တော့အစဉ်ပြေတဲ့သူများကတော့ညှက်တော့တယ်ပါတယ်မညှက်ရလေအောင်ကိုယ်အနားမှာရှိတဲ့ကိုယ်ရုံးခန်းမှာရှိတဲ့ကိုယ့်ရဲ့ဆိုင်မှာရှိတဲ့ပစ္စည်းအချို့နေရာပြောင်းဖြုတ်ပေးပါ ဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးအကျဉ်းစီများအောင်မြင်မဲ့ငွေကြေးရင်မဲ့ချက်များပြည့်မြောက်အောင်မြင်မဲ့နေ့ပဲဖြစ်ပါတယ်အဲ့တော့ရသာရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်တိရစ္ဆာန်ရှိတဲ့ငွေများလည်းပေးနိုင်မှုရှိနေပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်အဲ့တော့ငွေကြေးအကျဉ်းစီများပြည့်မြောက်အောင်မြင်မဲ့ငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ့်နေ့ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့မတရားကောင်းမတရားညံ့တော့တတ်ပါတယ်အဲ့တော့အစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာနိုင်ပါတယ် အဲ့တော့အစဉ်ပြေပြီးသားသူများကတော့မထင်မှတ်တဲ့ပြဿနာတွေပေါ်လာပြီးတော့အစဉ်မပြေခြင်းတွေကြုံရတတ်ပါတယ်အစဉ်မသိရင်လမ်းခွဲပြည့်စဲတဲ့ဒီဖြစ်သွားတတ်ပါတယ်အဲ့တော့အထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်အဲ့တော့အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့မိမိတို့နှစ်ယောက်ရဲ့နှလုံးချက်များညီမန်းချက်များပြည့်မြောက်အောင်မြင်မဲ့နေပဲဖြစ်ပါတယ်အဲ့တော့အိမ်တော်ရင်းအစဉ်မပြေတဲ့သူများကြီးကဲသူများကိုအကြောင်းပြုပြီးတော့ပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့ပြည်စတဲ့ပြေပါလိမ့်မယ် မိမိတို့ရဲ့နှုတ်လင်းချက်ရည်မှန်းချက်များပြည့်မြောက်အောင်မြင်မဲ့နိမိတ်ပဲဖြစ်ပါတယ်။စိတ်ချမ်းသာပျော်ရွှင်ကျေနွေးရမယ့်နိမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ပညာရေးကံလည်းပဲအင်မတန်ကောင်းပါတယ်။မိမိရည်မှန်းထားတာလည်းပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့ခေါင်းမူတာမျိုးနောက်ကျောလာတာမျိုးခါးနာတတ်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ထီထိုးကစားမယ်ဆိုရင်တော့တစ်ခွန်ပိုလေးဖြစ်ပါတယ်။ အဲ့တော့ကံကောင်းစေတဲ့အယောင်တွေကတော့အချူယောင်အနေယောင်အနက်ယောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။အဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုလင်ပန်းနဲ့ရက်ကပ်ပေးပါ။အဲ့တော့စတိလင်ပန်း၊တန်လင်ပန်းရပါတယ်။အဲ့ဒီကလင်ပန်းနဲ့ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုရက်ကပ်ပေးပါ။ပေါ့ပေါ့လေးရိုက်ပေးပါ။ဒါကြောင့်လည်းစူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့။ဘယ်နည်းမစိုး၊ဘယ်ချင်းမစိုး၊ဘယ်နည်းမစိုးမကြကနာအဆောင်ရွက်နိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုလင်ပန်းနဲ့ရက်ကပ်ပေးပါ။ရက်ပေးပါ။ ကံကောင်းစေမယ့်ယတရားကတော့အိမ်ဖျားမှာအနေရောင်ပန်း၆ပွင့်လူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညာခိုက်တွေကြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲတင်းငုံတွေတားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြ။ကြီးမားတဲ့တောင်းတဲ့အပြောင်းလဲများဖြစ်လာမှုရှိနေပါတယ်။ အလုတ်ပြောင်းလဲနေရာပြောင်းလဲကောင်းသောအပြောင်းလဲတွေဖြစ်လာမှုရှိနေပါတယ်မိမိရဲ့အတွေးခေါ်များခိုင်ရင်ချက်များဘဝရဲ့အမြင်တွေကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်အင်မတန်ကောင်းသောနေ့ပဲဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ညီမချက်များနှုတ်နှင်းချက်များပြည့်မြောက်အောင်မြင်မယ်နေ့ပဲဖြစ်ပါတယ်အဲ့တော့မကြာခင်မှာစီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့သတင်းကောင်းတွေကြားဖို့ရှိနေပါတယ်။ပေါင်းတော်ခီးများသွားဖို့ရှိနေပါတယ်။ရက်ဝေးအဆက်အသွယ်များပေါ်လာဖို့ရှိနေပါတယ်။လုပ်ငန်းတင်များဆက်လုပ်ရပါတယ်။ ကိုယ့်ရဲ့စီးပွားရေးအလုပ်အနဲ့ပတ်သက်တဲ့စိတ်ကူးအကျံစီများကိုလက်ငင်းတက်ချင်းအကောင့်ထဲပုံဆောင်ရွက်ဖို့ဖြစ်ပါတယ်။အဲ့တော့ငွေကြေးကံလည်းပဲအင်မတန်ကောင်းနေပါလေ။ဆုံးရှုံးမလို့လို့ဖြစ်နေတဲ့ငွေတွေပြန်ရမှုရှိနေပါလေ။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးအကျံစီတွေအောင်မြင်ဖို့ငွေကြေးအခက်အခဲလွတ်မြောက်ဖို့ငွေကြေးနဲ့ပတ်သက်လို့ငွေတွေဝင်ဖို့အတွက်စိတ်ကူးအကျံကောင်းညံကောင်းများလည်းပေါ်ထွက်လာဖို့ရှိနေပါလေ။ညံ့ညံ့လက်တွေ့ ကောင်းတဲ့ပုံဆောင်ရွက်ပါအဲ့တော့ငွေကြေးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နေပါတယ်ငွေကြေးအကြံစီများအောင်မြင်မဲ့အင်မတန်ကောင်းတဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့ကြံဖြစ်လိုက်ကြံချင်းလိုက်တဲလိုက် မတဲလိုက်ကောင်းလိုက်မကောင်းလိုက်ဖြစ်နေတတ်ပါတယ်အဲ့တော့အယူကိုနေလို့နေရတကယ်သူဖြစ်နေတတ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လို့ကတော့တယောက်ကအဖြူတယောက်ကအမဲအယူအဆတွေအမြင်တွေအဲကွဲလွဲတာမျိုးတွေရှိနေတတ်ပါတယ်အဲ့တော့ညှိနှိုင်းရခဲ့တာမျိုးတွေမြင်မတူတာတွေ ရှိနေတဲ့နမိတ်ပဲဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်လို့ကံအင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတာတက်ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ချက်တော့ခါဝမ်ပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ပြင့်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ထီထိုးကန်ဆန်းမဲ့ဆိုရင်တော့6ဖွန်35ဖြစ်ပါတယ်။ကန်ကောင်းစေတဲ့အယောင်တွေကတော့အနေရောင်အဖြူရောင်အဝါရောင်ဖြစ်ပါတယ်။ညာညာဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုပြည်ပကံများတစ်ချက်နဲ့ပုတ်ဖော်လေးရိုက်ပေးပါကြက်ကလည်းဆူတောင်းပါဘယ်နည်းမဆိုဘယ်ရှင်းမဆိုစောင့်ရနေပါလေရောင်းထွက်ဖို့ရောင်းကောင်းမှုဆူတောင်းပါရောင်းထွက်ခြင်းတော့ရောင်းကောင်းခြင်းတော့ပစ္စည်းများကိုပြည်ပကံများတစ်ချက်နဲ့ပုတ်ဖော်လေးခောက်ပေးပါပစ္စည်းတွေရောင်းထွက်ရောင်းကောင်းပါလိမ့်မယ်ကံကောင်းခြင်းမဲ့ရေဒီယာကတော့ဒီတပတ်ထဲမှာဖုံးပြီးပါတဲ့မုတ်6ခုအိမ်ပြားမှာလှူဒန်းခြင်းအဖြစ်အကန့်အညံ့ခိုက်လေးကျပြောက်ပြီးတော့ကံလေးကောင်းစေပါလိမ့်မယ်။ ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်ကဲတင်းနာသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြ hello တိုင်းနေရာတိုင်းမှာအတိုက်ခံနေအပြိုင်ဆိုင်နေအခက်အခဲတွေရှိနေတတ်ပါတယ်။ကိုယ်ရမှာမကောင်းပြောတာမျိုးမကောင်းကြံတာမျိုးလည်းခံရတတ်ပါတယ်။ဒါမင်းမရဲ့အကြံစီများရည်ရွယ်ချက်များလည်းပဲထင်ကုန်ကြံ့ကြံနေတတ်ပါတယ်။ အဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များဖြစ်တော့ကြံ့ကြံနေတတ်ပါတယ်။အောင်မြင်ခြင်းနဲ့ဆိုရင်တော့ဉာဏ်ဉာဏ်နဲ့ပြည့်ရဲ့သုံးပြီးတော့ဆောင်ရွက်မှသာလေအောင်မြင်ပါလိမ့်မယ်။ခြေပွားရေးအလုပ်ငယ်နဲ့ပတ်သက်လို့အင်မတန်ကောင်းပါတယ်။ဘာသာရေးကဲရှိန်းသောသို့မဟုတ်ဖုံကြီးသို့မဟုတ်တဖေးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများနဲ့ကိုယ့်ရဲ့ခြေပွားရေးတွေအလုပ်ငယ်တွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်။ဒါပူပေါင်းသက်တူခြေရလုံငန်းများကိုအကြောင်းပြုပြီးတော့လုပ်ငန်းစည်းပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်။ ရကိုရစီးပွားရေးအလုပ်ကံများတိုးတက်အောင်မြင်စေဖို့အတွက်အယောက်ထဲတိုးတက်လုပ်တာတဲ့အကြီးကဲဆရာသမားတွေရဲ့အကူအညီအကြံဉာဏ်ယူပါတကယ်ချင်းမိတ်ဆွေတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပါဒါဆိုတော့ပိုးပြီးတော့အောင်မြင်ပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ငွေကြေးအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာပါလိမ့်မယ်အစဉ်ပြေပြီးသားသူများကတော့မထင်မှတ်တဲ့နှောက်ရက်လေးတွေကျင်းတတ်ပါတယ်ရစရာပေးစရာငွေများကြန့်ကြန့်နေတတ်ပါတယ်ငွေကြပြောက်တာမျိုးအထားမှားတာမျိုးအကူခံတာမျိုးတွေတတိထားစေလိုပါတယ် အဲ့တော့ငွေကြေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေပါလိမ့်မယ်အစင်ပြေနေတဲ့သူများသူ့တိတ်ထားပြီးတော့ပြတ်တန်းစေလိုပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့တယောက်ကအဖြူတယောက်ကအမဲအမြင်စတွေအမြင်အမြင်နေအယူစတွေကွဲလွဲနေတဲ့နိမိတ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့အစ်ဆက်တဲ့နိမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးအင်မတန်ကောင်းပါတယ်အိမ်ထောင်ရေးအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ် အစဉ်ပြေပြီးသားသူများကတော့မိမိတို့ရဲ့မျှော်လင့်ချက်တွေ၊ညီမချက်တွေပြည့်မြအောင်မြင်မဲ့နားလည်မှုတွေ၊မျှဝေခံစားမှုတွေ၊အဲဂရုစိုက်ခံရမှုတွေကြည်နူးတာရပျော်ရွှင်စွာဖြတ်သန်းနိုင်ပေဖြစ်ပါတယ်။အဲတော့ကလေးမရသေးတဲ့သူများကလည်းကလေးရဖို့ရှိနေပါတယ်။အဲတော့ပညာရေးကံအလဲလက်မှာပဲရှိနေပါတယ်။လူကများများကြိုးစားအားထုတ်ဖို့ရည်ကြည်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့တော့ညာဘက်ခြေထောက်နဲ့ပတ်သက်တဲ့ခါနဲ့ပတ်သက်တဲ့ဘောင်းမှုရနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလိုပါတယ်။ ြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့တီထိုးကန်ဆန်းမယ်ဆိုရင်တော့ဖွန်၈35ဖြစ်ပါတယ်အဲ့တော့ကံကောင်းနေတဲ့အရောင်တွေကတော့အပြာရောင်မိခိုးရောင်အဖြူရောင်ဖြစ်ပါတယ်။ညာညာဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းနေတဲ့ပစ္စည်းများကိုသတင်းစာနဲ့ရက်ကတ်ပေးပါ။အဲ့တော့သတင်းစာနေ့စဉ်ထုတ်သတင်းစာနဲ့ရက်ကတ်ပေးပါ။ရက်ပေးပါ။ဒါဆက်ကလည်းစုတောင်းပါ။ရောင်ထွက်ဖို့ရောင်ကောင်းဖို့ရောင်ထွက်ရောင်ကောင်းကြလို့ရောင်ကောင်းကြလို့ပစ္စည်းများကိုသတင်းစာနဲ့ ရက်ခတ်ပြီးပါရိုက်ပြီးပါကံကောင်းစီမဲ့ရေရာကတော့အိမ်ဖျားမှာပန်းအဖြူနှစ်ပွက်လက်ဖက်ရည်နှစ်ခွက်တူတန်းပြီးတော့စူတောင်းခြင်းအဖြစ်ကံအညံ့ခက်တွေကြေပြော့ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်ကဲအင်္ဂါတာသမီတွေအားလုံးအောင်စေပိုင်စေနိုင်စေခံကြရအောင် အလုတ်တိုင်းနေရာတိုင်းမှာအတိုက်ခံတွေအကက်ခဲတွေအပြိုင်ဆိုင်နေရှိနေတတ်ပါတယ်။အဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များလည်းပဲထင့်ငေါ့ကြံ့ကြံနေတတ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ခြင်းလည်းဆိုရင်တော့ဉာဏ်ပရိယသုံးပြီးတော့ဆောင်ရွက်မှသာလဲအောင်မြင်မှုရှိနေပါတယ်။ပုံမှန်နီးလန်းတိုင်းသွားလို့မရပါဘူးဉာဏ်ဉဉဏ်နဲ့ပြည့်ရသုံးပါစီးပွားရေးအလုပ်ကိုင်နဲ့ပတ်သက်လို့အင်မတန်တောင်းနေပါတယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်များတိုးတက်အောင်မြင်ဖို့ရှိနေပါတယ် အဆက်အသွယ်ကောင်းတွေအကူအညီကောင်းတွေအခွင့်အလမ်းကောင်းတွေပေါ်လာဖို့လည်းရှိနေပါတယ်။လုပ်ငန်းသစ်များဆက်လုပ်ရပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုတောင်းထည့်ပေါ်လို့ရပါတယ်။အဲ့တော့စီးပွားရေးအလုပ်ငန်းနဲ့ပတ်သက်လို့အင်မတန်ကောင်းသောနိမိတ်ပဲဖြစ်ပါတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စကားပြောမှတာမျိုးစကားကြွတာမျိုးအတွက်ချက်မှတာမျိုးသတိထားစေလိုပါတယ်။အဲ့တော့ငွေကြေးကိစ္စများကတော့စိတ်ပူစရာတွေစိတ်နှောက်ယှက်ဖြစ်စရာတွေအခက်အခဲတွေကြားတဲ့ကအောင်မြင်မယ်ဆိုတဲ့နိမိတ်ပဲဖြစ်ပါတယ်။ အဲ့တော့အခြေအနေပတ်သက်လို့အထူးတတိထားပြီးတော့ဖြတ်တန်းရမယ်နေမိပဲဖြစ်ပါတယ်အဲ့တော့အမိုက်ကစပြတ်သက်မေးလောက်အသေးအဖွဲပြဿနာကိုအကြောင်းပြပြီးတော့မတင်မဲ့ရင်အစင်မပြင်းရင်လမ်းခွဲပြက်ဆဲတဲ့ဒီဖြစ်တော့တယ်ပါတယ်အဲ့တော့အခြေအေးအင်မတန်အရေးကြီးပါတယ်ကြီးမားသောအပြောင်းလဲဖြစ်သွားဖို့ရှိနေပါတယ်မတင်မဲ့တဲ့ပြဿနာကစပြီးတော့လမ်းခွဲတဲ့ဒီဖြစ်သွားတယ်ပါတယ်အဲ့တော့နှစ်ယောက်စလုံးအထူးတတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်အိမ်တော်ရေးကံအင်မတန်ကောင်းနေပါတယ် အင်ထောင်ရဲ့အစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့ပြေတဲ့ပြေပါလိမ့်မယ်အင်ထောင်ဘက်ကိုအကြောင်းပြပြီးတော့ငွေကြေးတွေဝင်လာဖို့ငွေကြေးတွေရဖို့ငွေကြေးရဖို့ရှိနေပါတယ်ပညာရေးကံအလဲလက်အဲ့တော့ပညာရေးမှာစိတ်ဝင်စားဖို့အားနည်းနေတတ်ပါတယ်လူကများများကြိုးစားအားထုတ်ဖို့ရည်ကြီးပါတယ်လူကအယုံဆိုင်ဖို့ရည်ကြီးပါတယ်အဲ့တော့ပညာရေးမှာစိတ်ဝင်စားဖို့အားနည်းနေလို့လည်းဖြစ်ပါတယ် ကျန်းမာရေးနဲ့ပတ်သက်လို့ဝမ်းပိုင်းနဲ့ပတ်သက်လို့ခြေထောက်ခါးနဲ့ပတ်သက်တဲ့ယောဂါများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကစားမယ်ဆိုရင်တော့၄၆ဖွန်၃ဖြစ်ပါတယ်ကံကောင်းတဲ့အရာတွေကတော့အစင်းရောင်အပြာရောင်အပြူရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုလိုက်ပါတယ်ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုရက်တောင်ရက်ခတ်တဲ့ရက်တောင်နဲ့ရက်ခတ်ပြီးပါရက်ပြီးပါပစံကလေးစုတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ ဘယ်နေမစို့ပဲချင်းပြီးဆောင်ရွက်နေပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ခတ်ပေးပါကြိုက်ပေးပါ။အဲ့တော့ပန်ကောင်းစီမဲ့ရေရရာကတော့အိမ်ဖျားမှာစမူသာ၃ခုလှူဒန်းပြီးတော့စုတောင်းခြင်းအဖြစ်ကံအညာခိုက်တွေကြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။ကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲဘိုးတို့ဟူသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခံစေကြပါ လူကြီးတယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်အဲ့တော့အလုံးမှာမိသားစုထဲမှာလူကြီးတယောက်ကိုအကြောင်းပြပြီးတော့စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်ခြေတဝက်ခက်နောက်ဆိုးဝက်ခက်ဆုံးဖြတ်ခက်ရွေ့ချယ်ခက်အခြေအနေများလည်းကြုံရတတ်ပါတယ်မိမိရဲ့အကြံစီများညွှန်ကြံများလည်းပဲခက်ငေါ့ကြံ့ကြာနေတတ်ပါတယ်စီးပွားရေးလုပ်ကနေပတ်သက်လို့လောဆယ်မကောင်းသေးပါဘူးပြပြချင်းကောင်းလာပါလိမ့်မယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့လက်ရှိအခြေအနေကမကောင်းသေးပါဘူး ပြေးပြေးချင်းတွတ်သူကောင်းလာပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့အဲ့တော့ရသရှိတဲ့ငွေများရဖို့ရှိနေပါတယ်ပေးစာရှိတဲ့ငွေများပေးနိုင်ဖို့ရှိနေပါတယ်ဆုံးရှုံးမလို့ဖြစ်နေတဲ့ငွေများလည်းပြန်ရဖို့ရှိနေပါတယ်ဝန်ထမ်းများငွေများလည်းမြဲဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးကြံစီများရရရတင်းတင်းစောင့်ရနိုင်ပါတယ်ငွေကြေးအကြံစီများအောင်မြင်နဲ့အောင်မြင်မဲ့အဲငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ့်နမိတ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ ချိန်အစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာမယ့်အချိန်လေးအကုန်လုံးနေပေါ်လာမှုရှိနေပါတယ်။အဲ့တော့ပြေပြီးသားသူများကတော့မတင်မတ်တဲ့ပြဿနာကိုအကြောင်းပြပြီးတော့အစဉ်မပြေခြင်းတွေကြုံရတတ်ပါတယ်။အဲ့အစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများမထင်မှတ်တဲ့ပြဿနာတွေပေါ်လာတတ်ပါတယ်အတို့ကူဆိုင်ပြီးတော့ဖြစ်တတ်မှာအိမ်တော်ရေးကအင်မတန်ကောင်းနေပါတယ်မိမတို့ရဲ့မျှော်လင့်ချက်များဒီမန်းချက်များပြည့်မြောက်အောင်မြင်မှုရှိနေပါတယ်နားလည်မှုတွေမျှဝေခံစားမှုတွေရွေးဆိုင်ခံရမှုတွေနဲ့ ပြည်နှုတ်ပျော်ရွှင်တာယာစွာဖြတ်တန်းရမယ်နည်းပဲဖြစ်ပါတယ်။အိမ်တော်ဘက်ကိုအကြောင်းပြပြီးတော့ငွေရခြင်းဘုဒ္ဓံဆက်ဆက်ပစ္စည်းဝင်ခြင်းတွေလည်းကြောင်းရတတ်ပါတယ်။အဲ့ပညာရေးကလည်းပဲအင်မတန်ကောင်းနေပါတယ်။မိမိရည်မှန်းထားတာတွေပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့ဝမ်းနဲ့ပတ်သက်တဲ့အစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ဘူးကောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ရှင့်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဒီတော့ကစားမယ်ဆိုရင်တော့နှစ်၃ည စ်ကိုဖြစ်ပါတယ်ကံကောင်းတဲ့အရာတွေကတော့အဖြူရောင်အပြာရောင် အနက်ရောင်ဖြစ်ပါတယ်ညာများဖို့ဆင်းပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်ထွက် ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုဘဲဥပုံနဲ့ခောက်ပြီးပါပေါ်ပါလေးခောက်ပြီးပါပါဇက်ကလည်းစူတောင်းမှာရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နေမစို့ဘယ်ချင်းမစို့ဘယ်နေရမစို့စာမြင့်နိုင်ပါတယ်ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုဘဲဥပုံနဲ့ခောက်ပြီးပါအဲ့တော့ကံကောင်းတဲ့မြေရေရာကတော့အိမ်ဖျားမှာ တတိချောင်းလုံးထူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအញ្ញံခိုက်တွေကျေပြတ်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်အဲ့တော့တတိချောင်းလုံးကအမျိုးအစားတူလည်းရတယ်အမျိုးအစားမတူလည်းရတယ်ချောင်းလုံးဖြင့်ရပါတယ်ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲကြာတာပရိသတ်သမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါ လူ၃ယောက်ကြောင့်စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။ပွဲရမှာမကောင်းပြောတာမျိုးမကောင်းကြံတာမျိုးပြောရတတ်ပါတယ်။အထူးသတိထားပြီးတော့ပြတ်တမ်းစီလိုပါတယ်။အဲမိမိရဲ့အကြံစီရွေးချယ်များလည်းပဲချင်းတော့ကြံ့ကြာပြီးမှအောင်မြင်နိုင်ပါတယ်။စီပွားရေးအလုပ်ငယ်နဲ့ပတ်သက်လို့လက်ရှိအခြေအနေကအကောင်းဆုံးဖြစ်ပြီးပါဘူး။စီပွားရေးနဲ့ပတ်သက်လို့လက်ရှိအလုပ်ငယ်နဲ့ပတ်သက်လို့ဒီတဲ့ပို့ပြီးတော့ကောင်းမဲ့တိုးတက်မဲ့နီးလန်းနေအပွင့်လန်းနေရှိနေပါသေးတယ်။ရှားကြံပါ။ပြီးတော့ပါ။ ြန်ဆက်ပါတော့လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးဘူးဒီတဲ့ပိုကောင်းမှုရှိနေပါသေးတယ်ရှာဖွေပါတွေးတော့ပါကြန်ဆက်ပါ စီးပွားရေးလုပ်ငန်းတွေပတ်သက်လို့ဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ရစရာပေးစရာငွေများစိတ်ပူထင်းကောင်ကြန့်ကြာပြီးမှအောင်မြင်နိုင်ပါတယ်အဲ့တော့ငွေကြေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်အခြေအနေပတ်သက်လို့ကတော့တောင်းတဲ့အပြောင်းလဲတွေဖြစ်လာလို့ရှိနေပါတယ်။အဲ့တော့အခြေအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်။အဲ့တော့ပြေပြီးသား ူများကတော့ပြည်တဲ့ပြည်ဖို့ရှိနေပါတယ်။နားလည်မှုတွေ၊မျှဝေခံစားမှုတွေ၊ကျေနွတ်တရားပျော်ရွှင်စွာ၊ရေခုံစွာစိတ်လုံရှားစွာဖြတ်တန်းရမယ်။ပန်းလူရောင်တွေနှွမ်းနေတဲ့နမိတ်ပဲဖြစ်ပါတယ်။အိမ်တော်ရေးအစီအမံပေးတဲ့သူများဘာသာရေးကန့်ဆိုင်တဲ့လူကြီးတယောက်ကိုအကြောင်းပြပြီးတော့ပြန်ပြီးတော့အစီအပြေလာဖို့ရှိနေပါတယ်။အဲ့တော့ပြည်ပြီးသားသူများကတော့လူတန်းဘာသာရေးတော်ရတပါတယ်ဖရာဖူအင်းများလည်းတော်ရတပါတယ်ပညာရေးကံအင်ပဒံကောင်းနေပါတယ် သူကမင်းများကြိုးစားမယ်ဆိုရင်တော့ပို့ပြီးတော့အောင်မြင်နိုင်ပါတယ်။ကျမ်းပိုင်နဲ့ပတ်သက်လို့ကတော့အစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ဝမ်းနဲ့ပတ်သက်တဲ့ချက်ထောက်ခန်းနဲ့ပတ်သက်တဲ့ယောဂါများ၊ထောက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါများတတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့တိထိုးကစားမယ်ဆိုရင်တော့ပိတုံညပိုလေးဖြစ်ပါတယ်။ပိတုံညပိုလေး။ကံကောင်းစေတဲ့အရာတွေကတော့အဖြူရောင်အပြာရောင်အဝါရောင်ဖြစ်ပါတယ်။ များများဝတ်ဆင်ပြီးတော့အသုံးပြုလိုက်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုပလင်းနဲ့ခေါက်ပေးပါပလင်းပလင်းကအသေးလေးရတယ်အကြီးလေးရတယ်ပလင်းလို့ပေါ်တော့အရာပလင်းနဲ့ဖောက်ပါလေးခေါက်ပေးပါဗဇက်ကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုပလင်းတစ်လုံးနဲ့ခေါက်ပေးပါကကောင်းတွင်မဲ့ရရကတော့အိမ်ဖျားမှာငွားနှောနှစ်ခွက်ပန်းအဖြူနှစ်ပွင့်လူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခိုက်ကြီးပြော့ပြီးတော့ကံလေးကောင်းစေပါလိမ့်မယ် ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲတောက်ကြသာသမီတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေကြ तु များကိုအကူအညီပေးနေရတဲ့ကိစ္စများနဲ့အချိန်နေပုံနေတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကိစ္စတဲ့သူများကိစ္စကများနေတတ်ပါတယ်မိမိရဲ့အကြံစီရွေးကြံများလည်းပဲသင်တော့ကြံ့ကြံပြီးမှအောင်မြင်ပါလိမ့်မယ် တော့သူတစ်ပါးကြောက်တော့လည်းပဲခံတတ်ပါတယ်။နောက်ကျိုးဓာတ်နဲ့ထုတ်ရလည်းခံတတ်ပါတယ်။အထူးသတိထားပြီးတော့ပြတ်တန်းစေလိုပါတယ်။စီးပွားရေးအလုပ်ကနေပြန်လို့အတိတ်ကံကိုအကြောင်းပြပြီးတော့လုပ်ငန်းတွေစီးပွားတွေတိုးတက်အောင်မြင်ဖို့ရှိနေပါတယ်။ဘာသာရေးကမ်းရှိုင်းတဲ့အမျိုးသမီးတယောက်စီကနေပြီးတော့လည်းပဲအကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများလည်းရဖို့ရှိနေပါတယ်။လုပ်ငန်းတင်များဆက်လုပ်ရပါတယ်။လုပ်ငန်းစီးပွားတွေတိုးချဲ့လို့ရပါတယ်။အဲ့ဒါစီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့အင်မတန်ကောင်းတဲ့နိမိတ်ပဲဖြစ်ပါတယ်။ အဲ့ငွေကြေးကံအနေငယ်ညက်နေပါတယ်ရစရာပေးစရာရှိတဲ့ငွေများကြန့်ကြန်နေတတ်ပါတယ်ငွေကြပြောက်တာမျိုးငွေအလိန်ခံတတ်တာမျိုးအထူးတည်ထားပြီးတော့ကက်တန်းစီလိုပါတယ်အထူးအဖြစ်ငွေအလိန်ခံတတ်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့အမျိုးသမီးတစ်ယောက်ဂျာဝန်ရှုပ်တတ်ပါတယ်အဲ့တော့မိမိတို့ရဲ့အခြေအနေမှာမျိုးသမီးတစ်ယောက်ကိုအကြောင်းပြပြီးတော့ကတောက်ခစားလေးတွေအစင်မပြေနှွေးတွေကျုံတတ်ပါတယ်အဲ့တော့အထူးတည်ထားပြီးတော့ကက်တန်းမှာဖြစ်ပါတယ် အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။အိမ်ထောင်ရေးအစီအမံပြည်တဲ့သူများပြန်ပြီးတော့အစီအပြေလာမယ့်နမိတ်ဖြစ်ပါတယ်။အဲ့တော့အစီအပြေပြီးသားသူများကတော့ပြည်တဲ့ပြည်ပါလိမ့်မယ်။မိမိတို့ရဲ့မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။နားလည်မှုတွေ၊ပြဝေခံစားမှုတွေ၊ရည်ရွယ်ချက်ခံရမှုတွေ၊အကျဉ်းချခံရမှုတွေနဲ့အင်းဥတရာရေခုံစွာဖြတ်သန်းရမယ့်နမိတ်ပဲဖြစ်ပါတယ်။အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးတော့ဝင်အစုလိုက်အပေါင်းရတာမျိုးအဖို့တန်ဆက်ပစ္စည်းဝင်လာမျိုးနဲ့ကြောင်းရတတ်ပါတယ်။အဲ့တော့ပညာရေးကံ เนาะအလဲလဲပါပဲရှိနေပါတယ်ဒီကောများများကြိုးစားအထုတ်ပါအဲ့တော့စာကြက်တဲ့နေရာနေရာလေးပြောင်းပြီးတော့ကြက်ပေးပါကျမ်းမိုင်နဲ့ပတ်သက်လို့ဘောင်းမူတာပူပူတာဖျားတာနောက်ကျောင်းနဲ့ပတ်သက်တဲ့ယောဂများပြဋိဌာန်းစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ခီတိုကစားမယ်ဆိုရင်တော့ရှစ်ခုံ၃ခုဖြစ်ပါတယ်အဲ့တော့ကံကောင်းစေတဲ့အရာတွေကတော့အ내ရောင်အဖြူရောင်အနေရောင်ဖြစ်ပါတယ် များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတော့စစ်တုံအနီနဲ့ခောက်ပေးပါ။အဲစစ်တုံအနီခုခက်ကြီးကြီးပေါ့နော်။အဲတော့ရောင်းထွက်ခြင်းနဲ့ပစ္စည်းများကိုခောက်ပေးပါ။ဒါကြောင့်လည်းစုတော်မှာရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုစောင့်နေပါလေ။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုစစ်တုံအနီနဲ့ခောက်ပေးပါ။ကံကောင်းစီမဲ့ရရရာကတော့အိမ်ဖျားမှာအဝါရောင်ပန်းကားဖွင့်လူတန်းပြီးတော့စူတောင်းခြင်းအဖြစ် ကံအညက်ကိတ်ကိုကျေပြောက်ပြီးတော့ကံနေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းနေဟောချက်တွေမှန်ကန်ပြီးတော့မကောင်းနေဟောချက်တွေလွှဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်ပြန်ဆုံကြပါမယ်။ကဲစနေသားသမီးတွေအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေကြပါ